2008ခုနှစ်နိုဝင်ဘာလ26ရက်နေ့အိန္ဒိယနိုင်ငံရဲ့နောက်ဘက်ကမ်းရိုးတန်းကမွန်ဘိုင်းမြို့ကြီးဟာသူ့ရဲ့ထုံးစံအတိုင်းတပ်ဝင်လှရှားနေခဲ့ပါတယ်။တန်ပေါင်းများစွာသောလူတွေရဲ့နေစဉ်ဘဝတွေအလုတ်တွေအိမ်မက်တွေနဲ့ပြည့်နှက်နေတဲ့မြို့ကြီးပေါ့။ညနေဆောင်အချိန်ရောက်လာတာနဲ့အများလူတွေဟာအလုတ်ကပြန်မိသားစုနဲ့တွေ့ဆုံဒါမှမဟုတ်တငယ်ချင်းတွေနဲ့အပန်းဖြစ်ဖို့စားတောက်ဆိုင်တွေဟိုတယ်တွေစီဥတည်နေကြခြင်း။အဲ့ဒီညဟာတာမန်ညတညလိုပဲထင်ရပေမဲ့မကြခင်မှာပဲမုံမိုင်းမြို့ရဲ့တမိုင်းမှာအမောင်မိုက်ဆုံး ကြောက်စရာအကောင်းဆုံးညတညဖြစ်လာတော့မယ်ဆိုတာဘသူမှကြိုတည်ခဲ့ကြမှာမဟုတ်ပါဘူး။အာရီပြပင်လယ်ရဲ့မောင်ကြီးပြောစားရေးပြင်းထက်မှာတော့ inflatable dingy လို့ခေါ်တဲ့လေပြည့် rover ဆက်လင်းကြီးတစ်စင်းဟာမိုဘိုင်းကမ်းခြေစည်ကိုတိတ်တဆိတ်ချင်းကပ်လာနေခဲ့ပါတယ်။အဲ့ဒီလေပေါ်မှာတော့လက်နက်ပြေဆုံးတဆင်ထားတဲ့လူငယ်ဆယ်ဦးပါလာခဲ့ပါတယ်။သူတို့ဟာပါကစ္စတန်အခြေစိုက်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Lashkar-e-Taiba ကလေ့ကျင့်ပေးထားတဲ့သူတွေပါ။ သူတို့ရဲ့ရည်မှန်းချက်ကတော့ရွှေရှင်ပေမဲ့ကြောက်စရာကောင်းလာပါတယ်။မိုဘိုင်းမျိုးရဲ့အထင်ကြီးရနေရာတွေကိုတပြိုင်တည်းတိုက်ခိုက်ပြီးလူအများအပြားကိုတပြက်ဖို့ဒါမှမဟုတ်တစားကန်ဖြစ်ဖမ်းဆီးဖို့ပါပဲ။ကန်းချီကိုရောက်တာနဲ့သူတို့ဟာအုပ်စုငယ်တွေခွဲပြီးကျူတင်သတ်မှတ်ထားတဲ့ပြစ်မှတ်တွေစီကိုအငှားကားတွေတက်စီတွေနဲ့ဥတီထွက်ခွာသွားကြပါတယ်။ညကုန်းနိုင်ခွဲလောက်မှာတော့ပထမဆုံးတနတ်တန်တွေဟာနိုင်ငံသားတွေနဲ့ဒေသခံတွေအကြားရေပန်းစားတဲ့လီယိုပို ကဖေးမှာစတင်ထပ်ပေါ်လာခဲ့ပါတယ်။ အေးစစ်စစ်စားတောင့်နေကြတဲ့လူတွေဟာဘာဖြစ်မှန်းမသိခင်မှာပဲကြီးစားမိုးတွေကြားထဲရောက်သွားခဲ့ကြပါတယ်။အဟစ်တန်တွေငိုယူတန်တွေနဲ့အတူသွေးတွေမြေခခဲ့ရပါတယ်။တိတ်မကြခင်မှာပဲမွန်ပိုင်းမြို့ရဲ့အတ္တိကအမိယတာပူတာယုံကြီးဖြစ်တဲ့ချက်ထရာပါတီရှိပါကြီးမဟာယထာပူတာယုံလူတိများတာကတော့ CSD ပူတာယုံပေါ့အဲ့ဒီမှာအကြံဖတ်သမားနှစ်ယောက်က AK47 rifle တွေနဲ့ခီးသည်တွေကိုပစ္စလက်ကစတင်ပစ်ခတ်ပါတော့တယ်။လူပေါင်းထောင်ကြီးစီကားနေတဲ့ဘူတာယုံကြီးဟာတခဏအတွင်းသွေးချောင်းစီးတဲ့တကွင်းတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။အသက်လူပြေးကြတဲ့လူတွေပုံအောင်ဖို့ကြိုးစားရင်းကြီးစံထိမှန်သွားသူတွေနဲ့မြင်ကွင်းဟာငရဲပွက်သလိုပါပဲ။ဒီနေရာမှာပဲနောက်ပိုင်းမှာတူးသေးသောအသက်ရှင်တွေအဖမ်းခံရမယ်။အကျန်းဖတ်သမားအချမဲကာဆက်လည်းပါဝင်ခဲ့ပါတယ်။ အချိန်တည်းမှာပဲအခြားကျန်းဖက်သမားအုပ်စုတွေကမွန်ဘိုင်းရဲ့ခုံယူစရာကဘာကျော်ဟိုတယ်ကြီးနှစ်ခုဖြစ်တယ်။တက်ချ်မာဘဲလီဟိုတယ်နဲ့အိုဘရိုင်းထရိုင်ဒန်ဟိုတယ်တို့ကိုဥတီတက်ခိုက်ခဲ့ကြပါတယ်။ဒီဟိုတယ်ကြီးတွေကအိန္ဒိယရဲ့ချမ်းသာကျွမ်းမှုနဲ့ခေတ်မှုရဲ့ပြည်ယုတ်တွေဖြစ်ပြီးနိုင်ငံခြားသားဧည့်သည်တွေတန်တမန်တွေချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအများဆုံးတက်ကိုရနေရာတွေပါ။အခြားဖက်သမားတွေကဟိုတယ်တွေကိုအလွယ်တကူဝင်ရောက်ပြီးပြည်သူများလူတွေကိုပြစ်ကတ်တက်ဖြတ်ပြီးတော့ဧည့်သည်တွေနဲ့ဝန်ထမ်းတွေကိုတစားကန်အဖြစ်ဖန်ဆီးထားလိုက်ကြပါတယ်။ ဟိုတယ်တွေရဲ့ခန်းနားလာပါတဲ့အတွင်းခန်းတွေဟာတနတ်တန်တွေပောက်ကွဲတန်တွေမိခိုးလုံးတွေနဲ့ပြည့်နေသွားခဲ့ပါတယ်။တစားခံဖြစ်သွားတဲ့သူတွေရဲ့ထိတ်လန့်ကြောက်ရွံ့မှုအသက်ရှင်ကျန်ရစ်သူတွေရဲ့ပုံအောင်နေရတဲ့အခြေအနေမိသားစုတွေနဲ့ဆက်သွယ်ပြတ်တောက်သွားမှုတွေဟာကြားရသူတိုင်းယုံကြည်မနာဖြစ်စေခဲ့ပါတယ်။ ီနေရာတွေအပြင်ကာမစိတ်ယုံလုံးနေရာမျိုးမှာလည်းတိုက်ခိုက်မှုတွေရှိခဲ့သလိုနာရီမန်ဟောက်စ်လို့ခေါ်တဲ့ဂျူးလူမျိုးတွေရဲ့ဘာသာရေးနဲ့လူမှုရေးစင်တာတစ်ခုကိုလည်းအကြမ်းဖက်သမားတွေကတင်ပိုက်ထားခဲ့ပါတယ်။မွန်မိုင်းရဲတပ်ဖွဲ့ဟာတရင်ရရချင်းအခင်းဖြစ်ပေါ်ရာနေရာတွေကိုအများဆုံးရောက်ရှိဖို့စူးစမ်းခဲ့ပေမယ့်သူတို့မှာကတမန်လက်နက်ငယ်တွေပဲရှိပြီးအကြမ်းဖက်သမားတွေကတော့အလိုလျောက်ရိုင်းပယ်တွေလက်ပစ်ပုံးတွေနဲ့အပြည့်အစုံဖြစ်နေခဲ့ပါတယ်။ရဲရာရှိတချို့ဟာသူရဲကောင်းဆက်ဆံပြန်လည်ခုခံရင်အသက်ပေးခဲ့ရပါတယ်။ မျိုးတော်တစ်ခုလုံးဟာဘာဖြစ်နေမှန်းအတိအကျမသိပဲကောလာဟာလမျိုးစုံနဲ့အတူထိုင်းလန်ကြောက်ရွံ့မှုတွေလွှမ်းခြုံသွားခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့အများအချိန်တွေရဲ့ဆိုးရွားမှုကိုအစိုးရကသဘောပေါက်လာပြီးအိန္ဒိယရဲ့အထူးကြမ်းဖက်မှုတိုက်ဖြတ်ရေးတပ်ဖွဲ့ဖြစ်တဲ့ NSG ကွန်မန်ဒိုတွေကိုဒယ်လီမြို့ကနေမွန်ပိုင်းကိုရေးပေါ်လေယာဉ်နဲ့ပို့ဆောင်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့ရောက်လာတဲ့အချိန်မှာအကြမ်းဖက်သမားတွေဟာဟိုတယ်ကြီးတွေနဲ့ဒါရီမန်ဟောက်စ်လိုအဆောက်အဦတွေထဲမှာနေရာယူထားပြီးသားဖြစ်နေပါပြီ။ အထူးတပ်ဖွဲ့ဝင်တွေအတွက်စိန်ခေါ်မှုကကြီးမားပါတယ်။သူတို့ဟာအဆောက်အဦတွေရဲ့ရှုပ်ထွေးတဲ့တိဆောက်ပုံကိုမကြွမ်းကျင်သလိုအတွင်းမှာတစားကန်တွေလည်းရှိနေနိုင်တာကြောင့်စစ်စင်ရေးကိုအလွန်တတိထားပြီးလှုပ်ဆောင်ခဲ့ရပါတယ်။ဟိုတယ်ခန်းတွေကိုတခန်းချင်းရှင်းလင်းတစားကန်တွေကိုကဲတင်အကြမ်းဖက်သမားတွေကိုချိန်မုံပို့စူးစမ်းရင်းနိုင်ရွေတွေ့ရွေအကုန်ဆုံးသွားခဲ့ပါတယ်။ဟိုတယ်တွေရဲ့အစိပ်ပိုင်းတချို့မိလောင်ပျက်စီးခဲ့ပြီးတိုက်ပွဲတွေဟာပြင်းထန်ခဲ့ပါတယ်။အကြမ်းဖက်သမားတွေဟာသူတို့ရဲ့ပါကစ္စတန်ကကျောက်ကန်လူတွေနဲ့ဖုံးဆက်တွေလုပ်ပြီးလူများချက်တွေရယူနေခဲ့တယ်လို့လည်းနောက်ပိုင်းမှာသိခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်မှာလူသားဆန်တဲ့ရဲစမ်းတတိရှိတဲ့ခြေခွက်ဆရာကောင်းတဲ့ဇလံပေါင်းများစွာပေါ်ပေါက်ခဲ့ပါတယ်။ Dutch Hotel ကဝန်ထမ်းတွေဟာကိုယ့်အသက်ကိုပြဏနာမထားပဲအဲ့ဒါတွေကိုကာကွယ်ဖို့လုံခြုံတဲ့နေရာတွေစီပို့ဆောင်ပေးဖို့စူးစမ်းခဲ့ကြပါတယ်။ဒါရီမန်ဟောက်မှာဆိုရင်အသက်2နှစ်အရွယ်ကလေးငယ်လေးမိုရှီဟော့စပတ်ကိုသူ့ရဲ့အိန္ဒိယလူမျိုးအင်ကူမျိုးသမီးစန်ဒရာဆမ်မြူရီကရရဲ့ဝုန်းဝုန်းကယ်တင်နိုင်ခဲ့ပေမဲ့ကလေးရဲ့မိဘတွေဖြစ်တဲ့ရပီဂျူးဖုံးတော်ချင်းနဲ့သူစနီးတို့ကတော့အသက်ခံခဲ့ရပါတယ်။ CSD ဘူတာယုံမှာတင်ပြကြညာသူဗစ်နူးစန်တီဟာကိုယ့်အသက်အလျက်ကြားကနေမိုက်ခရိုဖုန်းကနေတဆင့်ခီးတယ်တွေကိုတတိပေးလက်ညှိုးခဲ့လို့လူပေါင်း ါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအပြစ်မဲ့ပြည်သူတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေအများပြားအသက်ဆုံးရှုံးခဲ့ရပြီးမိသားစုတွေရဲ့ရင်ကွင်းနာကြမှုတွေဟာတိုင်းပြည်တစ်ခုလုံးကိုဝမ်းနဲ့ကြေကွဲစေခဲ့ပါတယ်။ နိုဝင်ဘာလ26ရက်နေ့ညကစတင်ခဲ့တဲ့ဒီသွေးစွန်းနဲ့အကြံဖတ်မှုဟာနိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းအထိစုစုပေါင်းနာရီ60နီးပါးကြာမြင့်ခဲ့ပါတယ်။ NSG ကွန်မန်ဒိုတွေကနောက်ဆုံးမှာတော့ Dutch Hotel, O'Brien Hotel နဲ့ Nariman House တို့မှာကြာရှိနေတဲ့အကြံဖတ်သမားအားလုံးကိုချိန်မုံနိုင်ခဲ့ပါတယ်။နောက်ဆုံးအကြံဖတ်သမားကြာဆုံးသွားချိန်မှာတော့မွန်ပိုင်းမြို့ကြီးဟာရပောင်းများစွာရှုဆိုင်ခဲ့ရတဲ့ကြောက်မက်ပွဲလေးတူတဲကနေတပြင်းချနိုင်ခဲ့ပေမဲ့ကြာရင်ခဲ့တဲ့အပျက်စီးတွေ၊သွေးစွန်းမှုတွေနဲ့ဆုံးရှုံးမှုတွေကတော့ကြီးမားလွန်လာပါတယ်။ ဒီကျောင်းမဖွယ်တိုက်ခိုက်မှုကြီးအတွင်မှာအကြမ်းဖက်သမား၁၀ဦးအနက်၉ဦးသေဆုံးခဲ့ပြီးအချမဲကာဆက်၂ဦးထဲသာအရှင်ဖမ်းမိခဲ့ပါတယ်။သူ့ရဲ့ထွက်ဆိုချက်တွေကလည်းဒီတိုက်ခိုက်မှုကလက်ကာအီတိုင်ပါအဖွဲ့ရဲ့စနစ်တကျစီစီညွှန်ကြားမှုနဲ့လွတ်ဆောင်ခဲ့ကြောင်းခိုင်မာတဲ့သက်သေတွေရရှိခဲ့ပါတယ်။စုစုပေါင်းလူပေါင်း190ကျော်သေဆုံးခဲ့ပြီး300ကျော်ဒဏ်ရာရရှိခဲ့တဲ့ဒီဖြစ်ဟာအိန္ဒိယနိုင်ငံရဲ့လုံခြုံရေးအပေါ်မျိုးဝှက်ထွက်မှုတွေဖြစ်ပေါ်စေခဲ့သလိုအိန္ဒိယနဲ့ပါကစ္စတန်ကြားကဆက်ဆံရေးပေါ်လည်းအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ 2008မွန်ပိုင်းတိုက်ခိုက်မှုဟာကမ္ဘာ့တိုင်းမှာအဆိုးရွားဆုံးလူပြအကြမ်းဖက်မှုတွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးအဲ့ဒီနေ့ရက်တွေကကြောက်ရွံ့မှုဆုံးရှုံးမှုနဲ့အတူသူရဲကောင်းဆန်မှုနဲ့ရှင်သန်လူစိတ်တို့ရဲ့ပြင်းထန်တဲ့ခံစားချက်တွေကိုမွန်ပိုင်းမြို့သားတွေနဲ့အိန္ဒိယပြည်သူတွေနောက်ဆုံးကမ္ဘာတစ်ဝန်းလုံးကလူတွေရဲ့စိတ်ထဲမှာပြပြောက်လို့မရတဲ့အမှားချုပ်တစ်ခုအဖြစ်ထားရခဲ့ပါတယ်။